အားလုံးပဲမင်္ဂလာပါဒါကတော့ Rami Chessy YouTube Channel ဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာအသင်းပွဲစဉ်တွေကြောင့်ရနာထားတဲ့ပြည်မြလီပြိုင်ပွဲကတော့ဒီတစ်ပတ်မှာပြန်လည်စတင်ပြီဖြစ်ပါတယ်ဆိုတော့အဲဒီဒီတစ်ပတ်ပြန်လည်စတင်မဲ့ပြည်မြလီပွဲစဉ်မှာပွဲစဉ်မှာ Chessy တင်ကနော်တယံ Forest တင်ရဲ့အိမ်ပွဲမှာအဝေးကပွဲစဉ်တွေနဲ့တွားရောက်ပစားမှာဖြစ်တယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ အဲဘာမီချက်စီကနေပြီးတော့ပွဲချုပ်သုံးသက်ချက်လေးပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဒီပွဲချုပ်သုံးသက်ချက်မှာဆိုလို့ရှိရင်ပွဲပဲပြည်တန်ကြားခံနေရတဲ့ဘာသမားတွေအကြောင်းတွေပါမယ်တဲ့ဘာသမားတွေရဲ့အကြောင်းတွေပါမယ်နောက်တော့ဇာကွက်အခင်းချင်းတွေဖြစ်နိုင်ခြေရှိတဲ့လူစင်းတွေစသဖြင့်ခြုံငုံပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားပါမယ်အရင်ဆုံးပွဲပဲပြည်တန်အနေနဲ့ကပွဲပဲပြည်တန်ကြားခံချက်စီတင်ဘက်မှာဆိုလို့ရှိရင်ပွဲပဲပြည်တန်ကြားခံနေရတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ကဒါကရသမမဟုတ်ပဲနီးပြဖြစ်နေတဲ့အဲဆိုပါ အဆိုမှာကကူလိုက် assessment တဲ့ဖြစ်နေတဲ့အတွက်ဒီ Northern Forest တင်းနဲ့ပွဲတင်မှာတော့သူ့အနေနဲ့အသေးကိုဂိုင်းလဲခွင့်ရပါမှာမဟုတ်ဘူးသူ့အစားကျွန်တော်တို့လက်ထောက်နီးပြဖြစ်တဲ့ Lydian Carvel တို့ကအဂိုင်းလဲသွားမှာဖြစ်တယ်ဆိုတော့နောက်ထပ်ဒန်ယာယဂါသမားတွေအနေနဲ့က Chelsea ရဲ့ဒန်ယာယဂါသမားတွေအနေနဲ့ဆိုလို့ရှိရယ်ကိုပါမရှိမယ်ဘာရီယာရှိရှိမယ်နောက်တော့ Lian Di လက်ရှိမယ်အဲနောက်ထပ် ောက်ထပ်ကလီဝိုင်းကိုပဲရှိနေပေါ့နော်ဒီသားသမားတွေကနော်ရယ်ဟောရတဲ့နယ်ပွဲစဉ်ကို ပါဝင်မှာမဟုတ်ဘူးဒါပြင်ကူပါမားနဲ့ဘာရီယာရှိက6ဘက်ထိအနားယူရမယ်ဆိုတော့အဲတရင်နေထပ်ပြီးတော့တက်လာတယ်ဆိုတော့ကူပါမားဒီအတင်းမှာအချိန်အဲ6ဘက်လောက်တော့ဝက်ကစားခွင်းနဲ့ဝေးနေရောင်းတဲ့အချိန်နေရှိတယ်အဲဟိုနော်ရယ်ဟောရတဲ့ရဲ့ဒဟန်ရကာသမားတွေအနေနဲ့ဆိုလို့ရှိရင်တော့အဲသူတို့ရဲ့အားထားရတဲ့ ထောင်တိုက်စစ်သားသမားခရစ်စတန်ဝူကတန်ရရနေတယ်ဆိုတော့ဒါကချက်စီးတင်အတွက်အားသာကျလေဖြစ်တယ်နောက်တော့ဒီလူစင်းနဲ့ပတ်သက်လို့ရှိရင်လူစင်းမှာဆိုရင်ဂိုင်းစီရိုပက်ထရိုနဲ့ရီချိန်တို့ကဒီနိုင်ငံကအသင်းရဲ့အဲနိုင်ငံကအသင်းတွေကိုအသေးစားဒဏ်ရာဆိုအသေးစားဒဏ်ရာပြဿနာတွေရောက်တွားရောက်ပူပေါင်းထားခြင်းမရှိဘူးသူတို့ကတော့ဒီဒီ international break မှာအပြေအဝအနာယူခွင့်ရထားတယ်ဆိုတော့သူတို့ NBA ပြင်းတဲ့ဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်လာနိုင်မယ် နောက်ထပ်ကကူကူယလာနဲ့အဲအဆိုဖာနဲ့တူဆိုလို့ရှိရင်လည်းနိုင်ငံသင်းပွဲစဉ်တွေမှာတပွဲပဲဝင်ရောက်ကစားပြခဲ့ပြီးတော့နောက်တစ်ပွဲကတော့သူတို့အနားယူနေခဲ့တယ်ဆိုတော့ချက်စီးသင်းမှာဒီကစားသမားတွေကအဲအနားရဲ့အပြေးဝရပြီးတော့အဲအနားယူပြီးတော့ပြန်လဲပါဝင်มาလည်းဖြစ်တယ်သားကွက်နဲ့ပတ်သက်လို့ရှိရင်အမတ်ဒီလူဖြစ်နိုင်ခြေရှိတဲ့လူစင်းနဲ့ပတ်သက်လို့ရှိရင်အခုကဖိုဘာနာပြန်ပါလာပြီဖြစ်တဲ့အတွက်ကျွန်တော်ဖိုဘာနာနဲ့ချန်လိုပါကိုစင်နာဘက်မှာ အဲကျွန်တော်တို့မြင်ရနိုင်ရဲ့ဖူဘက်ဒီအနေနဲ့ကတော့အဲကုယလာနဲ့ရီချိန်ကိုပဲအဲမြင်ပြီးရယ်ကုလမဒဗယ်ပပအနေနဲ့ကတော့ချက်စီသိန်းကအဲလာဗီယာနဲ့ဂိုင်းစီကိုပေါင်လာနိုင်တယ်အခြေတဲ့၃ရောက်နေရမှာတော့အန်ဆိုဖာနန်ဒက်ကနံပါတ်10ရိုးမှာဝင်ကစားနိုင်ပြီးတော့နက်တိုနဲ့ကာနာချူဝတ်ထွက်လာနိုင်တယ်ဒါမှမဟုတ်လို့ရှင်နက်တိုရဲ့ SD ဘောရဲ့အဲပွတ်ထွက်လာနိုင်ကြီးရှိရယ်ရှိကတော့ကျွန်တော်တို့ရဲ့ဂျာဘက်ထူရှိမယ် ော့ဒီကစားသမားတွေနဲ့ Chelsea တင်းကတော့ပွဲထွက်လာနိုင်တယ်။နောက်ထပ်ကစားကွက်အနေနဲ့က Chelsea တင်းက၄-၃-၀ဆိုတဲ့ပုံစံနဲ့ပွဲထွက်လာနိုင်ပြီးတော့ Nottingham Forest Nottingham Forest တင်းကတော့ငါအဲ၃-၂-၁ဆိုတဲ့ပုံစံနဲ့အဲပွဲထွက်လာနိုင်တယ်။အဲဒီနေ့သင်းရဲ့အမှတ်ပေးစရာရည်တင်မှုအခြေအနေရအဲခုနှစ်ပွဲကစားပြီးဒီမှာ Chelsea တင်းကရမယ့်၁၇မှတ်နဲ့အဆင့်ကိုနေရာမှာရည်တင်နေပြီးတော့ Nottingham Forest တင်းကတော့အဲခုနှစ်ပွဲကစားပြီးချိန်မှာပဲရမယ့်၅မှတ်နဲ့အဆင့်ဆက်ကိုနေရာမှာရည်တင်နေတာဖြစ်တယ်။ အဲဒီဘွဲကဒီဘွဲမှာသာချက်စီတင်ကနော်ရီယန်ဖောရက်တင်ကိုအနိုင်ရရှိနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဝန်ဒူဖိုက်တဲကိုဝန်ဒူဖိုက်တဲကိုဝင်သွားနိုင်တဲ့အခွင့်အရေးမျိုးရနိုင်တဲ့မှာအဲပယ်ရီနဲ့ခရစ်စတယ်ပယ်ရီနဲ့ဘုံမော့တူဒီဂျီတော့7နဲ့မှာဖုံမောက်နဲ့ခရစ်စတယ်ပယ်ရီနဲ့ဘုံမော့တူထိတ်ထိတ်တွေးဆုံနေတဲ့ပွဲစဉ်လည်းရှိတယ်နောက်ထပ်တစ်ခုကတကယ်လို့သာချက်စီးတာမနိုင်ပဲရှုံးနေသွားမယ်ဆိုလို့ရှိရင်တော့အဆင့်30အထိ ဒါမှမဟုတ်အဆင့်30ရဲ့ပြင်ပအထိကိုရောက်သွားနိုင်တယ်ရှိတယ်။ဘာပဲဖြစ်ဖြစ်ချက်စီတင်းဒီအဲဒီလိုနော်ရယ်ဖောရတို့အတင်းမျိုးကိုနိုင်ဝင်နိုင်အောင်ကစားထားရမယ့်အခြေအနေမျိုးဖြစ်တယ်။ဒါမှမဟုတ်သူဒါကြောင့်မို့သူတို့အနေနဲ့နိုင်အောင်ကစားသွားဖို့လိုအပ်တယ်။နောက်တစ်ခါကိုရလက်အဲဒီပွဲစဉ်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့ကိုရလက်ခံမှန်းချက်အနေနဲ့ကတော့ Chelsea တင်းက Nottingham Forest တင်းကိုဝေးပြီးမှနှစ်ဘုတ်ကိုမရှိနဲ့အနိုင်ရရှိသွားနိုင်တယ်လို့ ကိုရလကိုခံမှတ်လိုက်ပါတယ်ဖောရတင်တဲ့ချက်စီတင်လို့ရဲ့ပွဲကျူ30ချက်ကတော့ဘာမီချက်စီကပြုလုပ်တဲ့ပွဲပွဲကျူ30ချက်ကတော့ဒီလောက်ပါပဲအဲချက်စီတင်တဲ့ Notre Dame ဖောရတင်တို့အစားပြီးတဲ့အခါမှာတော့ပွဲပြီး30ချက်တင်တဲ့သူပြန်လဲဆုံးပြကြပါမယ်အဆုံးထိကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်